ပရမယမန်တို့နုမနစ်ဖဲနွားချောင်းသားဘဝကနေမေကခင်ဆောင်းဝင်းထမပညာသင်ခွင့်ရသွားတဲ့အောင်လံမျိုးကကိုတင်မျိုးအောင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်လက်ခွင်းထဲမှာနွားချောင်းရင်နဲ့မေကစရုံပြင်ဆင်နေတဲ့ကိုတင်မျိုးအောင်ရဲ့ဗီဒီယိုလေးကို TikTok သုံးဆွဲသူတွေကတော့သတိထားမိကြပါတယ် တော်ပန်းလေးကိုခူပြီးတငယ်ချင်းတွေအပေါင်းအသင်းတွေကိုဆိတ်ရှိလက်ရှိသပင်းပြင်ဆင်ပေးတဲ့ကိုတင်မျိုးအောင်ကိုချစ်ပြီးချီးကျူးကြတာပေါ့။သပင်းပြင်ဆင်မှုအတွက်ခြားသောအကူကိရိယာတွေမပါဝင်ပဲလှလပပပြင်နိုင်ပြီးစေတနာကောင်းတာကိုလည်းသတိထားမိကြပါတယ်။လယ်ထဲမှာတင်နွားချောင်းရင်းနဲ့သပင်းပြင်ပေးလိုက်တာဖြစ်ပေမဲ့အရန်တရက်လှပနေတာကြောင့်ဆိုင်ဖွင့်ဖို့တောင်အားပေးနေကြတာပေါ့။ ကိုတင်မြောင်းကမကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်တရတော်ကျေးရွာမှာနေထိုင်သူဖြစ်ပြီးတော့မိကန်စပင်ပညာကိုငငယ်ကလေးကဝါသနာပါသူဖြစ်ပါတယ်တစ်တော့မှာသူ့ရဲ့မိကန်စပင်ဗီဒီယိုလေးတွေကိုတင်ရကနေလိုင်းလီဆိုင်ဆိုင်ကသတိထားမိသွားတာပေါ့ဒါကြောင့်ကိုတင်မြောင်းကိုဆက်သွယ်ပြီးမိကန်ခင်ဆောင်းဝင်းထံမှာတင်နန်းအပေးလိုက်ပါတော့တယ် မေကခင်ဆောင်ဝင်းကနိုင်ငံတော်မေကပညာရှင်ကြီးဖြစ်ပြီးသူ့ထံမှသင်တန်းတက်ချင်တဲ့သူတွေကတော့အများကြီးရှိပါတယ်။အရင်အချိန်မှာပဲကိုတင်မျိုးအောင်ကမေကခင်ဆောင်ဝင်းထံမှပညာသင်ခွင့်ရသွားပြီးလိုင်းလီဆိုင်ဆိုင်ကသင်တန်းချင်းနဲ့လူအသများကိုထောက်ပံ့ပေးသွားမှာပေါ့။ကိုတင်မျိုးအောင်က LGBT တယောက်ဖြစ်ပြီးသူ့ရဲ့အဖေရှိစဉ်ကတော့သဘောမကျခဲ့ပါဘူး။ ယောက်ျားလေးစင်စစ်တယောက်ပဲဖြစ်စေချင်ခဲ့ပြီးမိကပ်တွေလိုက်ပြနေတာကိုလည်းမကြိုက်ခဲ့ပါဘူး။ကိုတင်မျိုးအောင်ကတော့ငငယ်ကလေးက LGBT တယောက်ဖြစ်ခြင်းပေမဲ့အဖေကလည်းနားလေပေးနိုင်လို့သူ့ဆန္ဒတွေကိုမျိုးသိမ့်ခဲ့ရပါတယ်။ငါရန်ကလေးကမိကပ်ပြနာကိုဝါသနာပါခဲ့ပြီးတော့အရင်ကလည်းအကိုတယောက်နဲ့ရွာရီမှာလိုက်ပြင်ရပါတယ်။ဖေကသဘောမတူတာကြောင့်လိုက်မပြင်းတော့ပဲအဖေဆုံးပြီးမှပဲဒီလောကတွေကိုဝင်ခဲ့တာပေါ့။ တင်နှံမတက်ဖူးပေမဲ့လည်း online မှာတွေ့တဲ့ video တွေကိုကြည့်ပြီးရွာကမိန်ကလေးတွေကိုပြင်ပေးတတ်ပါတယ်။နှွားချောင်းရင်းနဲ့တယောက်ယောက်ကနှွားကိုကြည့်ပေးထားပြီးကိုတင်မျိုးအောင်ကတော့ makeup တွေကိုပြင်ပေးတာပါ။နေပူပူမှာနှွားချောင်းရတာကတော့မလွယ်ပေမဲ့လည်းဝမ်းရည်အတွက်နှွားချောင်းရတလုံးတစ်ဖက်မှာလည်း makeup ပြင်ပါတယ်။တခါတည်းမှာလည်းငားလေးတွေကိုတောင်းရောက်ရပါသေးတယ်။အခြားသော LGBT တွေကလှနေရင်ကိုတင်မျိုးအောင်ကအားကျနေတတ်ပြီးသူတို့လိုလှလှပပလေးပြင်ဆင်ခြင်းစိတ်တွေဖြစ်လာပါတယ်။ အရေးချင်းရှိတဲ့ကိုတင်မျိုးအောင်ကဗရမများမှန်တာကြောင့်နော်မနစ်ဖဲသူ့ကိုကုညီမဲ့သူပေါ်လာပြီးမိကတ်တင်နှန်းကိုတက်ခွင့်ရတော့မှာပေါ့သူရွေးချယ်ခဲ့တဲ့လမ်းကမမှားဘူးဆိုတော့ကိုတမလွန်ကအဖေကိုတတ်သိပြချင်ပြီးအမေကိုလည်းကောင်းကောင်းမွန်မွန်ထားချင်သူဖြစ်ပါတယ် TikTok မှာသပင်ပြင်တဲ့ဗီဒီယိုလေးတွေတင်တာကနမည်ကြီးတင်တာကြောင့်မဟုတ်ဘဲဝါသနာပါတာကြောင့်ဖြစ်ပြီးမထင်မှတ်ပဲသူ့ဘဝအတွက်ပြောင်းလဲဖြစ်သွားတာပါ။လိုင်းနေဆိုင်ဆိုင်ကလူငယ်တွေရဲ့အိမ်မက်တွေကိုတကယ်ဖြစ်လာအောင်မြေတောင်မြောက်ပေးနေသူဖြစ်ကောင်ကိုတင်မျိုးအောင်ရဲ့ဘဝတိုးတက်ရေးကိုအထောက်ကူဖြစ်သွားစေပါတယ်။ဒါကြောင့်ကိုတင်မျိုးအောင်ကတော့လိုင်းနေကိုလည်းဂျေဆုတွေတင်နေသလိုနိုင်ငံကျော်မေကပ်ပညာရှင်ကြီးဖြစ်အောင်စူးစမ်းတော့မှာဖြစ်ပါတယ်။ကိုတင်မျိုးအောင်က LGBT တယောက်ဖြစ်ပေမဲ့လည်းအမြင်ကလောက်တဲ့အပြုမှုအပြောဆိုတွေမရှိဘဲတည်တည်ငြိမ်ငြိမ်နေထိုင်တတ်သူဖြစ်ပါတယ်။ သူဝါသနာပါတဲ့အရာနဲ့အတန်မွေးခွင်းရတော့မှဖြစ်ပြီးအခုဆိုရင်တော့မေကတ်ခင်ဆောင်းဝင်းထံမှပညာသင်ကြားနေပါပြီမေကတ်ခင်ဆောင်းဝင်းလိုဆရာကောင်းနဲ့တွေ့ခွင့်ရတဲ့အပြင်ကိုကြီးဘေးမဲ့လိုင်းလီကလည်းဆင်သစ်ရှိနေတာကြောင့်သူဘဝကတော့ထိပေါက်တာထက်တောင်ကန်ကောင်းသွားခဲ့ပါတယ်ကိုတင်မျိုးအောင်ရဲ့မေကတ်ဗီဒီယိုလေးတွေကိုဘရဒါဂျီရောသဘောကျရလားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ